ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့တနင်္ဂနွေနေ့မှာကန်သွားဖို့ရှိနေတဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်17ရက်ဘယ်အချိန်မှာဘယ်သင်းနေကန်မှုရှိလဲဘလို့အချိန်နေလေးရှိလဲဆိုတဲ့ဥစားလေးကိုကျွန်တော်ကဒီဗီဒီယိုမှာပြပြပေးသွားမှာလည်းဖြစ်ပါတယ်။အားလုံးပဲမင်နာပေါင်းနဲ့ပြည့်စုံကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်စနေနေ့မှာကန်မဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်နေဘယ်အချိန်မှာဘယ်သင်းနေကန်မလဲဘာညာဆိုပြီးကျွန်တော်ပြောထားတာရှိရဲ့။ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့တနင်္ဂနွေနေ့မှာဘယ်သင်းနေဘယ်အချိန်မှာကန်သွားဖို့ရှိလဲဆိုတဲ့ဥစားလေးကိုကျွန်တော်ထပ်မံပြီးတော့ပြပြပြီးတော့တခါတည်း ျွန်တော်ဘက်ကထင်မြင်စားချက်လေးကိုထပ်ပေါင်းထည့်ပြီးတော့ပြောပြသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုပဲစလိုက်အောင်ပထမဆုံးကံမဲ့ပွဲစဉ်ကတော့တနင်္ဂနွေနေ့ည၈နာရီခွဲမှာကန်သွားမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်၁၁တနင်္ဂနွေပေါ့နော်စူပါဆန်ဒေးပွဲစဉ်အာဒါအက်စတန်ဗီလာတင်းနဲ့ဘုံမောက်တင်းတို့ကန်မယ်ဗီလာတင်းရဲ့အင်ကွင်ဗီလာပတ်မှာကန်သွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကတကယ်ကောင်းပါဘာလို့လဲဆိုတော့အက်စတန်ဗီလာနောက်ပိုင်းပွဲစဉ်တွေမှာ အတောက်လျှောက်ပြန်ကောင်းလာပြီးတော့မှလီဗာပူးကိုတကယ်ကောင်းတဲ့အခြေအနေတကူကြောင့်သူတို့ရှုံးသွားတာပေါ့နော်ခြေစွမ်းညံ့လို့ရှုံးသွားတာမဟုတ်တကယ်လီဗာပူးကအပွဲစဉ်မှာကောင်းလို့ရှုံးသွားတာဆိုတော့အပွဲရဲ့အကျိုးဆက်အနေနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပြန်ဖိပြီးတော့အတကုံပြန်ပြင်းမဲ့သဘောတစ်ခုမှရှိသလိုနီးပြအွန်နိုင်အမရီယာလည်းဘာမှပြဿနာထရီဒူးမရှိဘူးဗျာသူ့မှာပရက်ရှာလည်းမရှိဘူးအဲ့လိုအခြေအနေထားမျိုးကြောင့်သူ့ဘက်ကအကောင်းဆုံးလုပ်ပြနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်ပြီးတော့တစ်ဖက်ကတွေ့မှာဘုံမောက်ပေါ့နော်ဘုံမောက်ကလည်းမန်စီးတီးကိုဂိုးပြတ်ရှုံးခဲ့တယ်ချိုးချိုးသောခံစစ်အမားလေးရှိလို့ကြောင့်သာအာ ရှုံးသွားတာပေါ့နော်တကယ်တကယ်ဘုံမောက်ကလည်းအပွဲစဉ်မှာတကယ်ကောင်းတဲ့ခြေသွမ်းတစ်ခုကိုပြသနိုင်ခဲ့ရလို့ပြောလို့ရတယ်အဲကြောင့်ဒီပွဲစဉ်မှာဗီလာနဲ့ဆုံတွေ့တဲ့အတွက်ကြောင့်တကယ်ကိုတကယ်ကိုထိတ်တဲရင်ဆိုင်လို့ကောင်းမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကတကယ်ကိုအကျိန်းနဲ့ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဆိုတာတော့ကျွန်တော်တေချာပေါ့ကိုပြောရတယ်အဒီပွဲစဉ်တော့ကျွန်တော်ချက်အချိန်နဲ့ကြည့်လိုက်အောင်မယ်ကျွန်တော်အချိန်ရတယ်ဆိုလို့ရှိရင်တော့ပွဲကျွမ်းသွမ်းချက်လို့ပြပါမယ်အချိန်မရဘူးဆိုလို့ရှိရင်တော့လေဒီပွဲစဉ်လေဒီချိန်မှာကံမှုရှိရပါတော့နော်အဲကျွန်တော်မြန်မာပြောမယ်ဆိုလို့ရှိရင်အပွဲစဉ်ကတေချာသွားဖို့များတဲ့ ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့ထင်မြင်မိရလေတော့ရှိရပါတော့အာအနိုင်ပေးရမယ်ဆိုလို့ရှင်တော့နည်းနည်းလေးတော့ခက်ခဲလိမ့်မယ်ဒါကတော့ကျွန်တော်ပွဲစဉ်သုံးသက်ချက်လုပ်ပေးပြတယ်ဆိုလို့ရှင်တော့ပြောပြမယ်ပေါ့နော်နောက်ထပ်ချိန်ထဲမှာကံမှုရှိရဲ့ပွဲက Brandford နဲ့ Newcastle ပေါ့နော်ဆိုတော့ဒီပွဲစဉ်အားကြတော့တိတ်တော့အကျိနေရှိမှလို့မထင်ဘူး Brandford ကလက်ရှိချိန်မှာတော့ရှောက်ပြန်ကောင်းလာပြီးတော့မှချိုးချိုးတော့ပွဲတွေမှာပြန်ဆုံးသွားတာကြီးလေရှိရပေါ့နော်ပြီးတော့တစ်ဖက်ကကံမှာလည်း Castle ဖြစ်တဲ့တော့ကြောင့်လုံးဝ Brandford တင်းတို့ကမလွယ်ကူတဲ့ပွဲစဉ်တစ်ပွဲ Castle ကဂျာမန်ချန်ပီယံလိဂံခဲ့ရလို့ပွဲပန်းနေတာတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ အပွဲစဉ်မှာလည်းအကုန်လုံးသိကြတဲ့အတိုင်းပဲ Athletic Club Bilbao လို့အသင်းမျိုးတော်မှနှစ်ကိုးပြတ်နဲ့အနိုင်ရခဲ့တာဆိုတော့ Newcastle အသင်းရဲ့ခြေစွမ်းတော်လေးအမြင့်မှရောက်နေလို့တော့ပြောလို့ရတယ်။ဒါပေမဲ့တခုရှိတာကာစီယာလည်းကျွန်တော် Manchester United ရဲ့အလိုပဲပေါ့နော်။အဝေးကွင်းနည်းနည်းလေးစွမ်းဆောင်ရင်ညံ့တယ်လို့ပြောလို့ရတယ်။အိမ်ကွင်းမှာဆိုလို့ရှိရင်တော့အသင်းကြီးတွေ draw မြောက်လဲရှင်ကစားနိုင်တယ်လို့နိုင်တဲ့နိုင်တဲ့ထက်ပွဲတွေနိုင်နေဆိုမဲ့အဝေးကွင်းမှာဆိုလို့ရှိရင်တော့နေ့တိုင်ပတ်တယ်ဆိုတော့ညီတိုင်းမျိုးလေးရှိရဖြစ်တော့ဒီပွဲစဉ်မှာလည်း Brentford အသင်းတော်ခက်ခဲနေရင်ဆိုင်ရှင်ပြရမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဒီပွဲစဉ်ကိုကျွန်တော်အနိုင်ပေးရမယ်ဆိုတော့ကျွန်တော်ကာစီယာရောပို့ပြီးတော့သဘောကျတယ်။ဒါပေမဲ့ မှတ်မထင်မှန်းနဲ့တေးကြသွားရလေဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော် brand 4နိုင်မှုဆိုတော့ကျော်သိတော့မထင်မိဘူးလို့ပဲပြောရမှာဗောနော်နောက်တဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့အဲ့၈နိုင်ခွဲမှာပဲကံမယ် crystal palace နဲ့ brighton ဗောနော်အဲ့ပွဲစဉ်တကယ်ကောင်းမှာဘာလို့လဲဆိုတော့အဲ့ဒီ mid table အသင်းတွေမှာတကယ်ကောင်းတဲ့အသင်းတွေလာတွေ့တဲ့ပွဲဗောနော် crystal palace အသင်းရဲ့အင်ကွင်မှာကံသွားမှာလည်းဖြစ်တယ်နောက်တစ်ခါက brighton ဝေကွင်းပွဲစဉ်ပြန်လာပြီးရင်ဆိုင်ရမှာဗောနော်ဆိုတော့ဒီပွဲစဉ်က mid table clash တွေမှာတကယ်ကိုကောင်းတဲ့နှစ်သင်းတွေ့မဲ့ပွဲစဉ်ဖြစ်တဲ့အကြောင်းနီးပြနှစ်ယောက်ရဲ့ တကယ်ကိုအပြောင်းအလဲလည်းတွေ့ရမယ် Crystal Palace နီးနီးပြအဲ Oliver Glasner နဲ့တစ်ဖက်ကကျွန်တော် Brighton တင်းရဲ့နီးပြ Hansela တို့တွေ့ဆုံမဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကတကယ်ကောင်းမဲ့ပွဲစဉ်တွေဖြစ်လာမယ်လို့ကျွန်တော်ကထင်တယ်အခုလက်ရှိအချိန်မှာအတင်းအသင်းတော့က Current Form အရင်ကြီးတော့မကောင်းဘူး Up and Down တွေနေဖြစ်နေရတယ်တော့ရှိရဒါပေမဲ့နည်းနည်းလေး stable ပိုဖြစ်ပြီးတော့ကောင်းနေတာကို Crystal Palace လို့ပြောလို့ရတယ်နောက်ပိုင်းပွဲစဉ်တွေမှာခြေချော်နေဆိုမဲ့အရင်တော့တောက်လျှောက်ကောင်းခဲ့တဲ့ result တွေကိုကြည့်ချင်းအပြင်ဆို Palace ကလည်းအနေထားတည့်ရမှာရှိနေတယ်လို့ပြောလို့ရတယ်ပေါ့နော်အကြောင်းဒီပွဲစဉ်မှာဆိုလဲ Crystal Palace ကတော့နည်းနည်းအသာပိုရ မယ်လို့ကျွန်တော်ထင်မြင်မိတာလေးတော့ရှိရပါတော့။တေချာမှလည်းညီလေးများတယ်။ဒါပေမဲ့ကျွန်တော်အနိုင်ပေးရမယ်ဆိုတော့ကျွန်တော် playlist ကိုလည်းနည်းနည်းပို့ပြီးတော့ပေးချင်တယ်လို့ပဲပြောချင်တယ်ပေါ့နော်။အဲနောက်ထပ်ပွဲစဉ်ဝင်နေလဲဆိုလို့ရှင်တော့ Action Night ခွဲမှာပဲကန်သွားမယ်။ Nordian Forest နဲ့ Leeds United တို့ရဲ့ပွဲစဉ်ပေါ့နော်။ဒီပွဲစဉ်အားကြတော့အရင်ကြီးကျိတ်နေမရှိဘူးလို့ထင်ကောင်းထင်ရနိုင်ပါမယ်။တစ်ဖက်က တဖက်ကအတင်းရလေအခုမှနီးပြအတင်းတာပေါ့နော်နောက်ထပ်တဖက်ကအတင်းဆိုလို့ရှိရင်တန်းစင်းဆုံးမှာမယုံဝဘူးအတွက်ဒဂုံကန်ရောမဲ့အနေထားမျိုးရှိတာဖြစ်တော့ကြောင်းဒီပွဲစဉ်မှာတကယ်လို့နှစ်တင်းလုံးကတန်းစင်းဆုံးယုံဝကြောင့်ဒဂုံဖြုတ်မဲ့ပွဲစဉ်တွေပွဲတော့ဖြစ်လာနိုင်ကြတော့ရှိရယ်ပြီးတော့ Northern Forest ကလည်းနောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင် Man United လို့အတင်းမျိုးတော့မှာအင်ကွင်းမှာအကောင်းဆုံးလက်ခံရှင်ပြန်ကစားပြီးတော့တေရလည်းထွက်ပေါ်အောင်ကစားထားနိုင်တာဆိုတော့ Shawn Dash ကလည်းဒီပွဲစဉ်မှာလည်းသူ့အတင်းတို့တစ်ခုဖြစ်တာအောင်လို့တော့လုပ်ပြမယ်လို့ကျွန်တော်ထင်တယ်အဲကြောင့်ဒီပွဲစဉ်မှာအဲ Leeds United ဆိုတာတည်းကျွန်တော် Northern Forest ရဲ့ပေါက်ကွဲအောင်တော့ပူ းမြင်ရနိုင်ခြင်းရှိရလို့ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းပြောလို့မရဘူးပြရှောင်းဒက်ကလည်းအရန်ကြီးအသင်းနဲ့အသားကျနေသေးရနီးပြောင်းမဟုတ်တဲ့တော့ကြဒီပွဲစဉ်ကဟိုမထမမနဲ့တည်ကြသွားတယ်လေဖြစ်ကောင်းဖြစ်နိုင်တယ်အနိုင်ပေးရမယ်ဆိုတော့ကျွန်တော်ကတော့ဒီမှာ Northern Forest ရဲ့ဘက်ကိုနည်းနည်းလေးပို့ပြီးတော့ အလေးပေးချင်တာပေါ့နော်ပြီးတော့နောက်ဆုံးပွဲစဉ်နဲ့ဒီ Super Sunday မှာအကောင်းဆုံးပွဲစဉ်လို့ပြောလို့ရတဲ့ပွဲစဉ်ကတော့ Manchester City တင်းနဲ့ Liverpool တင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်တော့ည7:00နာရီမှာကစားတော့မှာလည်းဖြစ်တယ် Manchester City တင်းရဲ့အိမ်ကွင်း Etihad Stadium မှာကစားတော့မှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့ပွဲကြိုသုံးချက်ကိုတော့ကျွန်တော်တရားပေါက်တင်ပေးသွားမှာလည်းဖြစ်တယ်အဲဆိုဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့တကယ်ကိုနှစ်သင်းစလုံးကအကျိတ်နယ်နဲ့အပြန်ဆိုင်ကစားကြမဲ့ပုံစံမှာတော့တရားပေါက်ကိုရှိတယ်ပေါ့နော်ဘာလို့ကျွန်တော်အဲစကားပြောလဲဆိုလို့ရှိရင် Man City တင်းကလည်းအခုလက်ရှိအချိန်မှာ ဒရက်ဇက်ဒီယာနည်းနည်းပြန်ကောင်းလာပြီးကမှဗီလာကိုမထင်မှတ်ပဲနဲ့တွှှုံးတာလေးလည်းရှိတယ်ပေါ့နော်ဒီဘက်မှာတစ်ဖက်ကပြောရမယ်ဆိုလို့ကျွန်တော်လီဗာပူးကတော့ကျွန်တော်တို့ခံမှန်းခဲ့တဲ့၃ပွဲမှာတကယ်ဘယ်လိုပြောမလဲအာနက်စလော့ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးလာနိုင်တယ်လို့ပြောတဲ့ပွဲစဉ်တွေအကုန်လုံးမှာသူတို့အကောင်းဆုံးကြော်ဖြတ်ပြ ်ထားနိုင်ခဲ့တာကတော့လီဗာပူးကိုမချေချူးပန်းနိုင်အောင်မနေနိုင်ဘူးပေါ့နော်ဒီဗီလာကိုလည်းနှစ်ကိုပြနိုင်တယ်ဗျာပြီးတော့ရီယယ်မက်ဒရစ်ကိုလည်း1-0နဲ့နိုင်တာဆိုတော့သူတို့ကပေးကူတော့မရှိဘဲနဲ့အတကုံဖြုတ်ထားရဲဆိုတဲ့ဒီဟာမျိုးမှရှိတာဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လီဗာပူးတင်းကဘယ်လောက်ထိလုံးပြရမလဲဆိုတာတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တခုပြောလို့ရှိတာကလီဗာပူးကအဝေးကွင်းဆွမ်းတော့နည်းနည်းလေးညံ့တယ်ဒီဟာဒီမှာရက်ဆက်ဒီဟာကောင်းလိုက်ဆိုလိုက်ဖြစ်နေရဆိုမဲ့အဝေးကွင်းမှာပိုဆိုးတယ်ဆိုတဲ့ဒီဟာမျိုးလေးရှိတာဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာတော့မန်ချက်စတာစီးတီးဘက်ကအင်ကွင်းဆွမ်းဆောင်ရေးကြောင့်ပြောပြီးလို့ရှိရင်လည်းအင်ကွင်းကစားအားကြောင့်နည်းနည်းလေးပိုတာနေရာလေးဖြစ်ကော ောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးကိုတော့ကျွန်တော်ပွဲချုံသွင်းချက်ကြမှာပဲတေချာလေးထပ်ပြီးတော့ပြောပြသွားမှာလည်းဖြစ်တယ်စူပါဆန်နေမှာဆိုလို့ရှိရင်တော့ပွဲစဉ်ပွဲကောင်းတွေအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးပွဲစဉ်ကတော့မန်စီးတီးနဲ့လီဗာပူးတင်းရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဂျူဂျီမင်းတို့ဆိုလို့ရှိရင်ဘယ်ပွဲစဉ်တွေကိုဘယ်လိုမျိုးကြည့်ပြမယ်လို့ထင်လဲဘယ်လိုမျိုးထင်မြင်စမ်းမိရလေးတော့ရှိလဲ ကိုယ့်ရဲ့အထင်မြင်လေးတော့အောက်က comment ထဲမှာဝင်မန်းခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ဒီ video လေးကို quality ကောင်းကောင်းလေးနဲ့ကြည့်ကြင်လဲဆိုရင် YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာ like and subscribe လုပ်ပြီးတော့တွေ့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကြိုက်တဲ့လို့ဆိုလို့ရှိရင် like and subscribe follow နေပြီးကိုကြီးကလို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်လည်ဆောင်ရကြတာပါ